မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ2ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆအပြုချိန်များမှာနေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်စီလို့ဖြစ်ကြပါတယ်အားကောင်းတဲ့မုန်တိုင်းငယ်သတင်းအားကောင်းတဲ့မုန်တိုင်းငယ်ချိန်တွေ ီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ရွှေ့လျခဲ့ပြီးပုံမှုအားကောင်းလာကဘင်္ဂလားပင်လယ်အနောက်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းတို့မှာအားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့မုန်တိုင်းငယ်ဟာမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်၄၄၀မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်ဘက်ရေမိုင်၁၆၀မိုင်ခန့် ကိုပါဘူးမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်140မိုင်ခန့်နဲ့ပါရာဒစ်မြို့ရဲ့တောင်ဘက်ရေမိုင်190မိုင်ခန့်ကွာပိလဲပြင်ကိုဗဟုပြုနေပါတယ်။အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်ဆေးဟုသတ်မှတ်ပါတယ်။အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့တီနီယာဗဟုချက်လေပြားနဲ့လေတိုင်တုံးအဆိုပါအားကောင်းတဲ့မုန်တိုင်းငယ်ဟာဒီကနေ့မနက်မြန်မာစံတော်ချိန်9:00ခွဲချိန်မှာမြောက်လက်တီကျူ18.2ဒီဂရီနဲ့ အရှိတ်လောက်ကြီးကျု85ဒသမ8ဒီဂရီမှာရှိပြီးဘောချက်လေပီယာ998ဟက်တိုပါစကဲနဲ့အမြန်ဆုံးလေတိုင်တော့မှာတနအီကို35မိုင်မှာမိုင်40နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီအတွင်းခမ်းမန်းချက်အစောပါအားကောင်းတဲ့မုန်တိုင်းငယ်ဟာမြောက်အတောင်မြောက်ဖက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးဒီကနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်နဲ့ရင်းနယ်ဆက်ဆက်လက်ရှိတဲ့အင်ဒါပရာဒက်ရှ်ကမ်းခြေတို့ကိုဂိုပါဘူးမြို့နယ်ပါရာဒက်ရှ်မြို့တို့ကြားမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပေးနှိုးစော်ချက် အစောပိုင်းအားကောင်းတဲ့မုံတိုင်းငယ်ရှိကြအောင်ဒီကနေ့မနက်မှာ2024နှစ်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မုံပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိတ်မှနေရာနံပြားမိုးထုံရပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးခြင်းများနဲ့အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နေပါသည်။ နေ့ဝါကျုံပေါ်ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရမန်ရံကမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းပြင်းပြင်းလျာတနိုင်ကို35မိုင်အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြေဝါကျုံပေါ်ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှ12ပေခန့်ရှိနေပါတယ်။မော်တမာကွေမော်တနင်းတိုင်းကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းအသင့်အတက်မှာလိုင်းကြည့်နေပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအိုက်ကို25မိုင်မှာမိုင်30အထိတက်ခတ်နေပါတယ် လိုင်းမြင်မှာမော်တမခွေမော်တနဲ့ပိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပဲလေမြင်တော့မှာ၈ပေမှာ၁၀ပေခန့်ရှိနေပါတယ်။အချမ်းပြုတ်ချက်သူဖြစ်ပါ၍အားကောင်းတဲ့မုံနိုင်ငယ်အချိန်ကြောင့်မိုးတိထန်စွာရွာသွန်းချက်နဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးတက်ချုံခြင်းမိုးချွတ်ပစ်ခြင်းလျက်စီးလက်ခြင်းမိုးတိကြွေခြင်းလျက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေများဖြစ်ပါနေမှာသဖြင့်အစောပိုင်းဒေသများရှိကုန်းမြင့်ဒေသနီးမှာဒေသန်ကျသူများနေဖြင့်မြေပြိုမှုအနေဖြင့် မြင့်ငယ်ချောင်းကများဤမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မယ့်ရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးမြမကန်ရတဲ့ချောင်းနဲ့ကန်းလုံပင်လည်းပြင်လို့ရှိကန်နီကန်ဝေးငါးဘက်ရေများတင်မောများနဲ့ဆယ်မြောင်းတတ်တပံများအနေဖြင့်လည်းလိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မယ့်ရန်တတိပေးနှိုးဆော်အပ်ပါတယ်ဒီကနေ့မနက်6နာရီခွဲချိန်မိုးလေဝသဂျိုတို့မှဖမ်းအောင်ရရှိတဲ့ပုံရမင်္ဂလာပင်လည်းအနောက်လေပိုင်းမှာတိတ်ထုတ်ထနေပြီးကပ်ပလီပင်လည်းပြင်နဲ့ ်ချန်ပင်ကလားပင်လယ်အော်တို့မှာတိတ်အသင့်တက်မှာတိတ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတက်ချုံခြင်းမိုးကျွပစ်ခြင်းတရက်စိလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ချန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့တိမ်အသင့်တက်မှာတိတ်ထူထပ်နေပါတယ်။ ဘင်္ဂလားပင်လယ်အော်ချင်းနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံလေးအားအသင့်တင်ရှိနေပါတယ်မြမပင်လယ်ပြင်မှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလိုပင်လယ်ပြင်တို့မှာရမန်ရခိုင်မုတ်သက်လေးပြင်များကြာရောက်ပြီးလိုင်းကြည့်ပါမယ်မုတ်သက်လေးပြင်ကြစဉ်ရေပြင်ပြင်လေးဟာတနအိုက်ကို35မိုင်ထိတိုက်ခတ်နေပါတယ်လိုင်းမြင့်မှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလိုပင်လယ်ပြင်တို့မှာစက်ပင်မှာစက်နှစ်ပင်ခန့်ရှိနေပါတယ် ဟိုတမကွေမွန်တနင်းတိုင်းကင်မရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြောက်ပြီးလိုင်းအသင့်အထက်မှာလိုင်းကျင်းနေပါတယ်။မိုးတက်လေပြင်းကြဆင်ရေပြင်းပြင်းလေးဟာတနအိုက်ကို25မိုင်မှမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းအမြင့်မှာမုတ်တမကွေမွန်တနင်းတိုင်းကင်မရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနေပါတယ်။ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်စကမ်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မုံပြည်နယ်နဲ့ တနင်္လာရီတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်နေကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်နေပြည်တော်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးတချုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနေပါတယ်နေပြည်တော်နဲ့အနီးတစ်ဝက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတချုံနဲ့ချိန်ထစ်ချုံရပါမယ်အမြင့်ဆုံးပုံချိန်မှာ37ဒီဂရီဆယ်စီယက်88ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်စားဖို့ချိန်မှာ38ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတကြိမ်ရွာပါမယ်အမြင့်စားဖို့ချိန်မှာ38ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့မြေဝကျွန်ပေါ်ဒေသများမှာထစ်ချုံမြေအခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်ရေကြီးမှုအခြေအနေတွေ ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00ခွဲချိန်တိုက်ထွာချက်အရစစ်တမ်းမြေဟာတောင်ကူမြို့မှာစိုးရိမ်မှထပ်သို့တပေးကျော်ကျော်လွန်နေပြီးနောက်တရက်အတွင်းတောင်လမခန့်မြစ်တက်လာနိုင်ကရင်းမြို့ရဲ့စိုးရိမ်မှထပ်ဆက်လက်တည်ရှိနေပါတယ်။ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00ခွဲချိန်တိုက်ထွာချက်အရစစ်တမ်းမြေဟာမထောက်မြို့မှာစိုးရိမ်မှထပ်သို့တပေးခန့်ကျော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လမခန့်ကျဆက်လက်နိုင်ကရင်းမြို့ရဲ့စိုးရိမ်မှထပ်ဆက်လက်တည်ရှိနေပါတယ်။တို့ဖြစ်ပါ၍တောင်ကူမြို့နယ်နဲ့မထောက်မြို့တွင်ရှိ မြက်ကန်းနည်းနဲ့မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်တတိပိန်နိုးစွာအပ်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ